အားသာဝါနာရှင်ဒီဥမာလောင်များလုံးပဲမင်္ဂလာမနက်ခင်းပါခင်ဗျာဇူလိုင်လ2ရက်နေ့ကတော့ကျွန်တော်ရဲ့မွေးနေ့ဖြစ်ပါတယ်ကဲကျွန်တော်တို့ဒီမနက်ခင်းနဲ့ပတ်သက်ပြီးနောက်ဆုံးရသတင်းလေးပုဒ်ကိုတစ်ချက်ကြည့်လိုက်ရအောင် ထမဆုံးသတင်းတစ်ပုဒ်ကိုတော့ဒါနိုနီမန်တူကီနဲ့ပတ်သက်ပြီးတော့သတင်းထောက်နှစ်ယောက်ရဲ့စကားလေးကျွန်တော်တို့တွားလိုက်အောင်ပထမသတင်းတစ်ပုဒ်ကကျတော့ကျွန်တော်တို့ဇဝေဇဝါဖြစ်ခဲ့တဲ့သတင်းပေါ့လေအဲ့ဒါကတော့ဂျာမန်ဘွန်ဒလီကာမှာလုံးဝသတင်းထောက်တစ်ယောက်လည်းဖြစ်တဲ့ဖလိုနီယန်ပလန်နက်ဘက်ဖော်ပြထားတဲ့သတင်းသူကတော့ဂျာမန်သတင်းနဲ့ပတ်သက်ရင်စိတ်ချတယ်ဒါပေမဲ့ဒီဘက်ကသတင်းနဲ့ပတ်သက်လို့ရှိရင်တော့တိတ်ပြီးအစဉ်ပြေတဲ့သတင်းထောက်တော့မဟုတ်ဘူးဒါပေမဲ့ကျွန်တော်တို့ respect ရအောင်ဖော်ပြပေးတာပါအဲ့ဒါကတော့အာဆင်နယ်တို့ကနိုနီမန်တူကီနဲ့ပတ်သက်ပြီးတော့ကံလန့်မှုတချို့လုပ်ခဲ့တယ် အာဆင်နယ်နဲ့ချယ်ဆီကြားမှာလက်ရှိချိန်မှာဆွေးနွေးနေပြီးတော့မန်တူကီကလည်းဒီຫນွေဈေးကွက်မှာထွက်ဖို့အတွက်ပြင်ဆင်နေတယ်။အဲ့တော့တောင်မန်တိုက်စစ်အတွက်အဓိကသားသမားတွေရဲ့တဦးဖြစ်တဲ့မန်တူကီကိုအာဆင်နယ်ကသဘောကျတယ်ဆိုသူကပြောသွားတယ်။အဓိကအချက်ကတော့ဗျာအာဆင်နယ်ကကမ်းလှမ်းမှုတစ်ခုလုံထားရဆိုတဲ့ပုံမှာတော်တော်များအာဆင်နယ်ဖန်တွေကဒါ တန်တရားဝင်တယ်ဗောလေအားလုံးကလည်းချယ်ဆီကဒီတိုက်စစ်တောင်ပံကစားမောင်းမလိုချင်ကြတဲ့ပုံစံဖြစ်နေကြတာဒီအချိန်မှာပဲအချိန်မဆိုင်ခင်မှာပဲအာဆင်နယ်သတင်းရဲ့ပတ်သက်ရင်စိတ်ချရတဲ့ဟန်အော့အာဆင်နယ်ရဲ့ပေါ်ပြတဲ့သတင်းတစ်ပုဒ်တက်လာခဲ့တယ်အဲ့ဒါကတော့ မန်တူဂီရဲ့နောက်ဆုံးအခြေအနေတွေရဆိုရင်တော့ကလပ်သင်းနှစ်သင်းကြားမှာမန်တူဂီနဲ့ပတ်သက်ပြီးကမ်းလှမ်းမှုလုံးဝမရှိထားဘူးမန်တူဂီကဘူကာအိုဆာကာနေရာမှာစိန်ခေါ်ခြင်းနဲ့ညာတောင်ပေါ်မှာပဲတီးတန့်ကစားခြင်းနဲ့ဘယ်ဘက်ချမ်းတောင်ပေါ်မှာကစားဖို့တလုံးဝစိတ်ကူးမရှိဘူးအကယ်၍များသူ့ကိုခေါ်ခဲ့မယ်ဆိုရင်အာဆင်နယ်လုပ်ငန်းစဉ်ကိုတော့သူကသဘောကျတယ်ဒါပေမဲ့လက်ရှိချိန်မှာအန်ထရီပါတာတို့ကဒီကစားသမားရဲ့ကိုယ်စလိန်နဲ့တွားပြီးဆွေးနွေးတာကအပေါ်ယံစစ်မရှိသေးတဲ့ကစားသမားရဲ့လောက်ခလာစား ပုံကိုရေးဘာတစ်ခုမှတရားဝင်ကန့်လန့်ပြီးတော့သဘောတူညီမှုရခဲ့ခြင်းမရှိဘူးဆိုပြီးတော့ဖော်ပြထားတယ်။အဲ့တော့ပထမပြောတဲ့ Florian Plandenberg ရဲ့တည်င်းကတည်င်းအမှား Hand of Arsenal လိုမျိုးအတွင်းရေးတည်င်းနဲ့ပတ်သက်စိတ်ချတဲ့တည်င်းကတော့တည်င်းမှန်လို့ထင်တယ်။ဒါကြောင့်မလို့ Nuno Mendy နဲ့ နိုနီမန်ဒူဂီနဲ့ပတ်သက်ပြီးတော့အာဆင်နယ်တို့ထွက်တဲ့သတင်းဒီဒါဟန်အော့အာဆင်နယ်ရဲ့ကမ်းလှမ်းမှုလုံးဝမရှိသေးဘူးဆိုတဲ့သတင်းကိုပဲကျွန်တော်ကတော့အတည်ယူထားတယ်။အဲဆိုမန်ဒူဂီအာဆင်နယ်ရောက်မလာပါစေတဲ့ဆိုတဲ့လူတွေအတွက်ဆိုရင်တော့ဒါကပျော်စရာကောင်းတဲ့သတင်းဖြစ်တော့ရှိနေမှာပါ။မန်ဒူဂီနဲ့ပတ်သက်လို့သူတို့ကတော့အနည်းဆုံး ေါင်တန်း90လောက်လိုချင်တယ်အသက်23နှစ်ရွယ်အင်္ဂလန်သားပေါ့လေအာဆင်နီကအဲ့ပမာဏမပေးချင်ဘူးပြီးတော့ကစားသမားရဲ့မန်တယ်ကလည်းလက်ရှိအချိန်မှာညာဘက်ချမ်းတိုက်စစ်တောင်းမှာမှာပဲစာကနေမှာဆော့ချင်နေဆိုတဲ့အတွက်ကြောင့်အန်ထရီပါတာတို့ကနောက်ဆုတ်လိုက်တယ်လို့ကြားသိရတယ်အမှန်တကယ်တော့ကစားသမားတူအနေနဲ့အသင်းပြောင်းတဲ့အခါမှာနီးပြရဲ့ instruction ကအရေးကြီးဆုံးပဲဘယ်နေရာမှာစောင့်ကျင်ပါလဲဆိုတဲ့ကစားသမားတူကိုခေါ်လိုက်မယ်ဆိုလို့ရှိရင် Monday ဘိုင်းကညှိမြတဲ့အနေထားမျိုးတွေဖြစ်နိုင်တယ်။ဒါကြောင့်မို့လက်ရှိအချိန်မှာ Arsenal နဲ့ နိုနီမန်တူကီကြားထဲမှာလုံးဝသဘောတူညီမှုတစ်ခုမှမရသေးဘူး။ဘာကမ်းလှမ်းမှုမှမရှိထားဘူးဆိုပြီးတော့အနော့အာဆင်နယ်ကတော့ပေါ်ပြသွားပါတယ်။အာဆင်နယ်ကကျင်းသေးပါတယ်။ချယ်ဆီရဲ့ဒီတိုက်စစ်တောင်ပိုင်းကစားသမားနဲ့ပတ်သက်ပြီးတော့ပေါင်တန်း53မို့အစီအစဉ်လုံးဝမရှိပါဘူး။ဒုတိယမြောက်သတင်းတပုတ်ကတော့အားလုံးစောင့်မြုံနေခဲ့တဲ့ဗစ်တာယောဂရက်နဲ့ပတ်သက်ပြီးနောက်ဆုံးရအခြေအနေပါဗစ်တာယောဂရက်နဲ့ပတ်သက်ပြီးတော့နောက်ဆုံးရတာတော့ဒေးဗစ်အွန်စတိန်းစီယာပေါ့လေအဲ့ဒါကတော့ Sporting Lisbon အသင်းက Euro 80လောက်ရသွားလို့ရှိရင်သူ့ရဲ့ကစားသမားကိုထုံရောက်ဖို့အတွက် ready ပဲဆိုပြီးတော့ on stain ကိုတိုင်းကပြောသွားတယ်။ Euro 80ဆိုတာပေါင်အားဖြင့်ဆိုရင်68.8တန်းရှိတယ်။ 68.8တန်းဒီပမာဏဆိုလို့ရှိရင်တော့ဒါကန်လန့်လို့တင်းတော်လောက်တဲ့ပမာဏတော့တဖြည်းဖြည်းနဲ့တော့နီးကပ်လာပြီပေါ့လေအတော်ဘောနက်နဲ့ဆိုပြေသွားနိုင်တယ်ဒါပေမဲ့တခုရှိတာက Sporting တို့ကယူတန်း80ဆိုတာကအခြေခံပေးမှန်လားတန်း80 plus ဘောနက်10တန်းဘာညာဆိုတာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ဒါတို့ on stain ကဖော်ပြထားပါဗောလေနောက်တစ်ချက်ကကျတော့ Evola ဖော်ပြထားတာ Victor Yorker ရဲ့လက်ရှိဇူလိုင်လ10ရက်နေ့ကနေစပြီးတော့အသက်ဝင်သွားခဲ့တဲ့စာချုပ်ပါအချက်လက်တခုရှိတယ်အဲ့ဒါသူ့ရဲ့စာချုပ်ဖြစ်တဲ့ကြီးကယူတန်း100ဆိုရင်အက ယ်များဇူလိုင်လ1ရက်နေ့ကနေနောက်ပိုင်းဆိုလို့ရှိရင်တော့ကစားသမားရဲ့စာချုပ်ဖြတ်သိမ်းရယူတန်း60ပဲရှိတယ်အဲ့တော့ပေါင်အားဖြင့်ဆိုရင်51.4တန်းပဲရှိတယ်စောစောလုံးက ဟို sporting တို့လိုချင်တဲ့ euro တန်း80ပေါင်အားဖြစ်ဆိုလို့ရှိရင်68.8တန်းနဲ့ဆိုအများကြီးနေတဲ့ပမာဏအဲ့ဆိုဒီလိုမျိုးဇူလိုင်လမှာပြောင်းသွားခဲ့တဲ့စာချုပ်ဖြတ်သိမ်းရေးပမာဏ euro တန်း60အရဆိုရင်အဲ့ဒီတန်ကြီးကိုလာပြီးကမ်းလှမ်းတဲ့အသင်းတွေကိုအကြိမ်များ sporting တို့ကပယ်ချခဲ့သည်ရှိတော့ဒီထက်မြင့်မားတဲ့ပြောင်းချွေရေးတစ်ခုနဲ့အခြားသင်းတွေကိုရောင်းခဲ့လို့ရှိရင်အဲ့ဒီရောင်းချငွေရဲ့ဆယ်ရာခိုင်နှုန်းကိုဒဏ်ကျင်းအနေနဲ့ agent fee ပေးရမယ်ဆိုပြီးတော့ဒါ ဟာဆန်စတင်ဂရာနဲ့စပိုတင်တာဝန်ရှိသူတွေကြားထဲမှာဂျန်နမန်အဂရီမန့်တစ်ခုရှိထားတယ်။ဒါကြောင့်မလို့အခုဇူလိုင်ကနေစပြီးအသက်ဝင်သွားတဲ့ယူရိုတန်း60ပေါင်အားဖြင့်ဆိုလို့ရှိရင်51.4တန်းကိုသူတို့ရောင်းချဖို့ပဲပြင်ဆင်ရမှာ။အကယ်၍ငါတို့အဲ့လောက်မရောင်းတန်းတရာရမှရောင်းမယ်ဆိုရင်ဥမာတသိန်းသိန်းကတန်းတရာနဲ့လာပြီးဝယ်ရင်တန်းတရာတွေက100ရာခိုင်နှုန်းကိုအေဂျင့်ကိုပေးရမှာပါ။အဲ့တော့ဘယ်သိန်းမှလည်းယောဂရက်ကိုတန်းတရာနဲ့ဝယ်မှာမဟုတ်ဘူး။အဲ့တော့သူတို့အခုဇူလိုင်မှာအသက်ဝင်တဲ့ ယူရို360တန်ကြီးတည်းနဲ့တော်ပြီးကန်လိုက်တော့မဖြစ်မနေရောင်းချဖို့ရှိရဲဒါပေမဲ့အာဆင်နယ်ကလည်းအဲ့လောက်ကိုမပေးချင်ဘူးရတယ်လက်ရှိချိန်ဒီအာဆင်နယ်နဲ့ယောဂရက်ကိုကျွန်တော်ဒီရိုက်ကူးရေးလုပ်နေချိန်ဒီတရဝင်ကလန့်မှုမရှိသေးပါဘူးပထမတော့စာချုပ်ဖြစ်တဲ့ကယူရိုတန်တရာအခုဂျူလိုင်လတွင်မှာနေယူရို360ဖြစ်သွားပါပြီအဲ့တော့ဆဲအွန်ကော်ဆဲယာခိုင်နှုန်းကိုလည်းဒါကိုမက်ထရီကိုသူတို့ကပြန်ပေးရအောင်ပါဗောလေ2023ຫນွေတုန်းကယူရို24တန်နဲ့ဝယ်ခဲ့တဲ့ကစားသမားကိုအဲ့ဒီ စပိုတင်ရဲ့ဥက္ကဋ္ဌတော့ယူတန်းတရာယူတန်း80ဆိုပြီးတောက်လျှောက်ပြောနေတယ်တခါကျလောဘကကြောက်ဖို့ကောင်းတယ်တတိယမြောက်သတင်းတစ်ပုဒ်ကတော့ဂန်နာဘလော့ကိုဖော်ပြသွားပါလေဒါတော့တပတ်တစ်ခါလောက်အသလက်တစ်ကဲကလောင်ကွဲအာဆင်နယ်သတင်းနဲ့ပတ်သက်ရင်စိတ်ချရတဲ့ဂန်နာဘလော့ကိုဖော်ပြထားချက်ပါလေ EVRC အစည်းနဲ့ပတ်သက်ပြီးအာဆင်နယ်ကတိုက်စစ်အထောင် left wing ကဒါအပြင်မှဆွဲစုံရတိုက်စစ်၄နေရာလုံးမှာကောင်းကောင်းဆော့နိုင်တဲ့ကစားသမားဥပါခေါ်ဖို့တလုံးနေအဲ့တော့ EVRC အစည်းကိုခေါ်ပြီးသွားလို့ရှိရင်တော့မှအာဆင်တွေကဘယ်ဘက်ချမ်းတိုက်စစ်တောင်ပိုင်းနဲ့အထောင်တိုက်စစ်ကလာမတူထပ်ပြီးဝင်မယ်အထူးသဖြင့်တိုက်စစ်ဇုံအတွက်300နေရာတိငွေ300ဖို့အတွက် ready ပဲဆိုပြီးတော့ဂန္ဓာဘလော့ကဖော်ပြသွားတယ်အဲ့တော့ဆွဲစုံရကစားသမားဆိုတာဘယ်လိုမျိုးလဲအထောင်မှာလဲစော့နိုင်ရမယ်ကိုင်းလက်တိုက်စစ်မှာလဲစော့နိုင်ရမယ်တောင်ပိုင်းနှစ်ဖက်စလုံးမှာလဲစော့နိုင်ရမယ် ဒါသည်ဆွေစုံရတိုက်စစ်စုံဟာကစားသမားအဲ့တော့သူတို့အနေနဲ့အဲ့ဒီဇုံနဲ့ပတ်သက်ပြီးတော့ဈေးကွက်ထဲမှာကြည့်တဲ့အခါမှာ EVRG အစည်းရှိတယ်နောက်ပြီး Chelsea ကမန်တူကီရှိတယ် Aston Villa က Morgan Roger ရှိတယ်ဒီသုံးဦးထဲမှာဖြစ်နိုင်ရည်အရှိဆုံးကတော့ EVRG အစည်း payment structure ရရောပြောင်းချွေခြင်းရရောအသက်အရွယ်ရရောပြတ်တထားတဲ့ခြေစွမ်းရရော Arsenal ကိုလာခြင်းနဲ့ DNA ကြောင့်ကျွန်တော်ကတော့ဒီကစားသမားကိုပဲနံပါတ်1ဖြစ်သတ်မှတ်ထားပါလေအဲ့တော့ပြည့်မဲ့စီးနဲ့မှာပါဝင်တဲ့ကစားသမားကို Entry Barter ကချင်းကတ်ထားတဲ့အတွက်ဘသူ့ကို focus ထား ဆိုတော့တိတိကျကျမသိရသေးဘူးဆိုပြီးတော့ဒါ ကနာဘလောကတော့ဖော်ပြသွားပါလေဒီနေ့မှာဒေးဗစ်အွန်စတိန်ပြောသွားတဲ့အချက်လေးရတယ်သဘောကျစရာကောင်းတယ်အေဗီယာကြီးအစည်းနဲ့ပတ်သက်ပြီးတော့စာချုပ်ဖြတ်သိမ်းကြည့်ထက်ယော်နေတဲ့ပမာဏတစ်ခုပဲအာဆင်နယ်တို့ကပေးချေဖို့ဆန္ဒရှိရယ်ဒီနေ့မှာတချို့ report တွေရဆိုရင်လည်းအာဆင်နယ်တို့ကစာချုပ်ဖြတ်သိမ်းကြည့်ထက်နည်းနည်းလေးပဲယော့ပြီးဂန်လန်းလာမယ်ဆိုရင်တော့စင်းပြီးလက်ခံသွားဖို့အထိပဲလေးတို့ကပြင်ဆင်ထားကြသည်ရတယ်သူတို့2029ခုနှစ်ကြီးပဲရှိတော့တဲ့ကစားသမားဖြစ်တဲ့အတွက်တိတ်ပြောသူတို့တင်းမခံတော့အမေရိကန်လေးဒီကစားသမားက2026မှာစာချုပ်တက်တန်းကုန်မယ်ဆိုရင်အခုထပ်ပို့ပြီးဝိုင်းဝိုင်းလည်နေမှာ ဒါပေမဲ့ကစားသမားကဒီနေမှာမရောင်းရလဲဖြစ်တယ်။နောက်2026မှာຫນွေမှလည်းရောင်းလို့ရတယ်ဆိုတဲ့အနေထားကြောင့်လည်းပို့ပြီးဈေးကိုင်တယ်။ဒါပေမဲ့ Crystal Palace ကိုတော်တော်များ short ချထားပါတယ်။အဲ့ဒါပါလဲဆိုတော့ တန်း23ကြိမ်ပြီးနောက်ဆုံးကြတော့မှအတ်အွန်ဘောနဲ့၈တန်းစုပေါင်း68တန်းဆိုတဲ့ပက်ကိတ်ကိုဒီကစားမနဲ့ပတ်သက်ပြီးလမ်းဖွင့်ထားတယ်။ဒါပေမဲ့ဘနက်တင်တွင်းပေးရမယ်ဆိုတာတော့အတိအကျမသိရသေးဘူးပေါ့လေ။အညီကိုတော့ဘလို့ထင်လဲ။ EVRG အစည်းကိုခေါ်မလားဆိုရင်တော့ဈေးကွက်ထဲမှာ Rodrigo လည်းရမယ်။ EVRG အစည်းလည်းရမယ်။ဟို Sasco နဲ့ Yoga နဲ့နှစ်ဦးရက်တူဦးလည်းရမယ်ဆိုရင်တော့ဒီသုံးစလုံးကိုကျွန်တော်ကလိုချင်တယ်။အကယ်၍ EVRG အစည်းတူဦးကိုခေါ်ပြီးတော့မှရှေ့တန်းမှာတယောက်မှထပ်မခေါ်တော့ဘူးဆိုရင်တော့ဒါကမဖြစ်သင့်တဲ့အကြောင်းရှိပေါ့လေ။အဲ့တော့ EVRG အစည်းအပြေမှာနောက်ထပ်နှစ်ယောက်ထပ်ခေါ်မယ်ဆိုတော့ဒီဂန္ဓာဘလော့တို့ ဒေးဗစ်အွန်စတိန်တို့ရဲ့စကားဘယ်လောက်ထိမှန်မလဲဆိုတော့ကျွန်တော်တို့စောင့်ကြည့်သွားပါပါအထောင်တက်စစ်ကစားသမားတဦးကိုတော့ဒီဇူလိုင်16အာရှာတိုးရီအမိမှာအာဆင်နယ်တို့ခေါ်ဖို့လုပ်နေဆိုတဲ့တဲ့င်းနဲ့ထွက်နေဖြစ်တဲ့အတွက်အရာခုန်သွားနိုင်လားအခုဆိုလို့ရှိရင်လည်းဆက်စကိုဘက်မှာဈေးတွေလျှော့တဲ့အတန်ကြားရတယ်ယောဂရက်ဘက်မှာလည်းစာချုပ်ဖြတ်သိမ်းကြီးတွေယော်သွားတဲ့အတန်ကြီးကြားရတယ်အဲ့တော့အာဆင်နယ်တို့ဘယ်ကစားသမားတရဝင်ကမ်းမလဲမယ်စောင့်ကြည့်သွားပါပါ။ဩပြောရင်းနဲ့ကျွန်တော်ဒီနေ့ဒီအင်းကြီးလေးဝတ်ထားတာကအသင်းကိုရောက်လာခဲ့တဲ့အရီဇာဘာလာကာကီပါကိုကြိုဆိုတဲ့အနေနဲ့ပါလက်စစ်ဖော်ဖော်အသေးစုံ channel မှာတော့ ကီပါနဲ့ပတ်သက်ပြီးတရားဝင်ရောက်တာကိုဖော်ပြပေးထားပါတယ်။ဘောလုံးပွဲကြီးကိုကစားမယ်ဆိုလို့ရှိရင်တော့ကိုထွစီမှာလာပြီးဆုတ်လို့ရပါတယ်။အခုဆိုလို့ရှိရင်တော့ Club World Cup ရှုံထွက်အဆင့်ကိုရောက်သွားပြီ။နောက်ပြီးလို့ရှိရင် Premier League ရာသီပြန်ဆောက်တော့မယ်။အကိဘောလုံးပွဲကြီးကစားမယ်ဆိုတော့ကျွန်တော်စီမှာတိုက်ရိုက်လာပြီးမေးမြန်းပြီးဆုတ်လို့ရပါတယ်။ Viber နံပါတ်3996 46963 Telegram နံပါတ်3996 9993ခေါင်းနေရာတို့မှာဆက်သွယ်ပြီးတော့ကစားနိုင်ပါတယ်။ ကဲနောက်ဆုံးသတင်းတစ်ပုဒ်ကိုကျွန်တော်ပြောလိုက်ရအောင်နောက်ဆုံးသတင်းတစ်ပုဒ်ကတော့ဒါတတိယဂိုးသမားကိစ္စနဲ့ပတ်သက်ပြီးပြောမှာပါအာဆင်နယ်တို့ရဲ့လူငယ်ဂိုးသမားကြီးတယောက်ဖြစ်တဲ့တော်မီဆပ်ဖို့ကိုတော့ဒါလီဝမ်ကလပ်စတီဗန်အသင်းကအငားနဲ့ခေါ်ခြင်းနေတယ်ဒီအသင်းကတော့ဒါလီဝမ်မှာကစားနေတဲ့အသင်းပေါ့လေသူတို့ကအငားနဲ့ခေါ်ခြင်းနဲ့ပထမပွဲထွက်လာဒါမှမဟုတ်အရန်တွက်လာတော့မပြောတတ်သေးဘူးဒီလူငယ်ဂိုးသမားလေးရဲ့တော်တော်လေးဟိုမှာဟိုအလားလာရှိရပါ2024ဇူလိုင်လကကျွန်တော်တို့ခေါ်ခဲ့တာပြောင်းချွေကြီးရိုတသန်းပလက်ဘောနဲ့ခေါ်ခဲ့တာစာချုပ်သိမ့်မကြံတော့တဲ့အတွက် ၄နှစ် contract နဲ့ကျွန်တော်တို့အဲ့ပမာဏနဲ့ရခဲ့တာတော်တော်လေးဟိုမှာအလားလားရှိတဲ့ကိုသမားလေးဒါပေမဲ့ Arsenal သင်းရောက်တဲ့ခါမှာတော့အရန်ကိုသမားဆိုပေမဲ့သူ့ကိုတော့လူငယ်အသင်းလေးမှာဂျမန်ရောက်ပွဲသွားကစားခဲ့ရပါလေ Tommy Safford နဲ့ပတ်သက်ပြီးတော့လက်ရှိအချိန်မှာခေါ်ကျင်တဲ့ကလပ်တင်းက League One Club ဖြစ်တာဖြစ်တဲ့အပြင်မှာအသင်းမှာဒါတတိယအရန်ကိုသမားလေးအဖြစ်နောက်ထပ် ပြန်ပြီးရောက်လာမယ်ခါဟင်းကထွက်ခွာသွားခဲ့မယ်ဆိုလို့ရှင်တော့ဒီကိုသမားလေးကိုအငားချမဲ့စာဆက်ထားဖို့တော့များတယ်ဗောလေ transfer market မှာလည်းတန်ကြီးတည့်ရက်ရှိတယ်အသက်ကလည်း16နှစ်ပဲရှိသေးတယ်ပြီးတော့အင်္ဂလန်သားလည်းဖြစ်ပြီးတော့အာဆင်နယ်က2028ခုနှစ်ပြီတက်တန်းရှိရာဖြစ်တဲ့အတွက် Raya နဲ့ Kibai နောက်မှာတတိယအရန်ကိုသမားဖြစ်ထားမလားဆိုတော့တစ်ချက်တော့ကျွန်တော်စောင့်ကြည့်သွားမယ်အကယ်များခါဟင်းကအသေးမမနေဘဲနဲ့ထွက်ခွာသွားမယ်ဆိုရင်တော့သူကတတိယအရန်ကိုသမားဖြစ်မယ်အကယ်များသူ့ကို ဒါရောင်းချဖို့စဉ်းစားရဆိုရင်တော့ခိုင်းကအသင်းမှာဆက်ပြီးရှိနေပုံစံမျိုးဖြစ်သွားမယ်ပေါ့လေဒါပေမဲ့တော်တော်များအသင်းကတော့ဒီဂိုးသမားလေးကိုဝယ်ယူတာထက်ဆိုင်တော့အငှားပဲလာပြီးကန်လန့်နေကြတယ်အဲ့တော့အာဆင်နယ်အသင်းရဲ့ဂိုးသမားလက်နက်ကတော့စိတ်ဝင်စားဖို့ကောင်းနေပြီအရင်လိုမျိုးရိုင်းအနေနဲ့အမားတွေအများကြီးလုလို့မရတော့ဘူးဘာလို့လဲဆိုတော့တစ်ချိန်လုံးကကဘာအဆင့်ဈေးကြီးဆုံးပေးပြီးခေါ်ခဲ့ရတဲ့ဂိုးသမားတူအာဆင်နယ်ကိုအရန်ဖြစ်ရောက်လာခဲ့တယ်အရန်ဆိုရင်မဲ့လေအရီဇာဘာလကကီပါကကြံခဲ့တဲ့ရာသီဘုံမောင်မှာပြခဲ့တဲ့ခြေစွမ်းတွေကဒါအထင်ကြီးစရာခြေစွမ်းပဲအဲ့တော့ ရာယာနေနဲ့အမားတွေတိတ်လုံးလို့မရတော့ဘူးသူရဲ့နောက်မှာလည်းအသက်30ရွယ်ကိုသမတူကိုအာဆင်နယ်ကိုအရင်ဖြစ်ခေါ်ထားနိုင်ခဲ့တယ်။မနစ်ခတ်တဲ့ဆိုင်တော့နတ်တိုထက်ဆိုင်တော့အများကြီးအားကိုးရတဲ့ကိုသမဖြစ်လာမှာပါ။မနစ်ကနတ်တိုကတော့တည်ရတိုင်းပဲအချိန်တန်အငှားနေပြန်မယ်ဆိုတဲ့ကိုသမမျိုးလုံးဝလည်း pressure နောက်ကနေမပေးနိုင်ခဲ့တဲ့အနေထားပေါ့လေ။အဆုံးထိကြည့်ပြတယ်လေအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ။